တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူတာအီပန် HK မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မန်အောင်ဖက်မှာအမြဲဖြော်တောက်လေးရှိကြတဲ့ကုံချောင်းဖြော်နီးလေးတဲရမှာခရမ်းကျင်သည့်ကုံချောင်းဖြော်နီးလေးကို ပြန်ပြီးမျှဝေလိုက်ပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးပါဦးအရင်ဦးဆုံးအဓိကလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပါမယ်နော်ခရမ်းကျင်သည့်ရဲ့ကျက်သွန်နီးမြုပ်သီးစိမ့်တစ်တောင်းထဲမှာတံပြာသည့်

ငပိကနည်းနည်းမြများလေးထည့်မယ်ခရမ်းကြီးသီးဖြော်ရေးကြတော့ငပိမြများလေးထည့်တာပိုကောင်းပါတယ်နော်ပြင်စာငါးမုံသို့မဟုတ်ကျက်သားမုံထည့်ပါတံပြာသီးထည့်ပါမယ်တံပြာသီးကအရင်ဦးဆုံးနှစ်စိတ်လောက်အရင်ထည့်ထားမယ်ပေါ့နော်ပြီးတော့မှလိုတော့မှထပ်ထည့်ပါမယ်ပြီးငပိပြောအောင်စားနဲ့တခါလေးနေထားလိုက်ပါမယ်နော် ကျက်သွန်ဤခရမ်းကျင်သည်လိထားရလေးထဲပါမယ်။ပြီးရင်တစ်ခေါက်အရသာနှံ့သွားအောင် နေလိုက်ပါမယ်နော်။ပြီးရင်ငယုတ်သီးစင်းလေးတွေကိုညှက်ထဲပါမယ်။ရေတို့မဟုတ်ရေနွေးထည့်လို့ရပါတယ်။ကိုကအေးအေးလေးတောက်ချင်တယ်ဆိုလို့ရှိရင်တော့ရေထည့်ပါနော်။ပြီးရင်နနံပင်ထည့်ပါမယ်။အရသာလေးမြကြည့်တာအချင်းလေးလိုသေးလို့တံမြသည်ထက်ထက်ပါတယ်နော်။ ထပ်ကြွားကြတော့တံမြာဒီအချင်းစူးစူးလေးနဲ့တောက်ချင်လို့ငပိလေးများများလေးထည့်ထားလို့ပေါ့နော်အချင်းကိုများများလေးထည့်လိုက်ပါတယ်တကယ်လို့ကိုကငပိကငပိကကိုမှရှိရဲ့ငပိကလေးတယ်ဆိုလို့ရှိရင်နော်နည်းနည်းလေးပဲထည့်ပြီးတော့အချင်းကို လိုအပ်မှထပ်ထည့်ပါနော်ဒါဆိုလို့ရှိရင်တော့ရပါပြီ မောင်ဖက်မှာတော့ဒီလိုမျိုးလေးဖြုတ်တောက်လေးရှိကြပါတယ်ဒါကကြတော့ကုံချောင်းဆိုတာကမိနဲ့ချက်စရာမလိုဘဲနဲ့ဒီတိုင်းလေလေကူကူမြန်မြန်ဆန်ဆန်ဖြော်တောက်လို့ရတဲ့ဟင်းချိုလေးတစ်မျိုးမို့လို့နမည်လေးပေးထားတာပေါ့နော်အခုဘက်ဒီဘက်မှာကြတော့ဒါဝိုးပြုတ်ပြင်းပြီးတော့တောက်ကြပါတယ်နော်ရေနွေးနဲ့တောက်တာဖြစ်ဖြစ်ပြီးလို့ရှိရင်မိငပိကိုမိဖုတ်ပြီးတော့ထည့်လေးရပါတယ်နော် ပြီးရင်ဒီမှာရခိုင်ဟင်းလျာဖြစ်တဲ့ချင်းမောင်ရွက်ဒါအကြောင်းရခိုင်လိုဒေါင်းပြောက်ငါအိုကတ်လို့ခေါ်ရပေါ့နော်ခုဘကကြတော့ငါကြော်လေးနဲ့စားပါတယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တငယ်ချင်းများအားလုံးကိုစိတ်နှပြကျမ်းမာပျော်ရွှင်ကြပါစေ